လောကလူတွေဟာရုပ်ပိုင်းဆိုင်ရာတိုးတက်မှု မဆုံးနိုင်တဲ့ရှင်ပြိုင်မှုကြီးတွေနဲ့သွားနေကြမဲ့အစားမိမိတို့ဘဝရည်တည်နိုင်မှုအတွက်ဘဝရဲ့လိုအပ်ချက်တွေပြည့်စုံပြီးတဲ့အခါမှာစိတ်ပိုင်းဆိုင်ရာတိုးတက်မှုအာရုံစိုက်ကြမယ်ဆိုလို့ရှိရင်တော့ဘယ်နေရာမှာပဲဖြစ်ဖြစ်ပฏิကပฏิပက္ခဖြစ်မှုတွေရှောင်ရှားလို့ ညီညွတ်သွေးစီပြီးဘဝခရင်မှာအတူတကွာရှောင်းလန်းလို့တက်တောင်တက်တာဘဝချမ်းသာမျိုးရရှိခံစားနိုင်ကြ။ဘုရားရဲ့အဆုံးမဟာမိုင်းစင်တာတီချင်းလို့ဆိုတဲ့အတိုင်းလူရဲစိတ်ကိုဗဟုပြုပြီးတော့စိတ်ပိုင်းဆိုင်ရာတိုးတက်မှုဟာအုံတန်ကြီးမားတဲ့တိုးတက်မှုဖြစ်တယ်။ရသော်ဘုရားကပုံဝင်လင်းလင်းဟောထားတယ် အေးစီးစိမ်ဥစ္စာတွေတိုးတက်မှုဒါတွေလည်းတိုးတက်မှုတွေပဲဆွေမျိုးအပေါင်းအသင်းတွေတိုးတက်မှုအချမ်းရံအကျော်စောကျိုးတွေတိုးတက်မှုအဲ့ဒီတိုးတက်မှုတွေဟာလည်းတိုးတက်မှုတွေပဲဒါပေမဲ့မပြောပါတော့တဲ့တိုးတက်မှုတွေသာဖြစ်ပါတယ်တကယ်တိုးတက်ဖို့အရေးကြီးတဲ့တိုးတက်မှုဆိုတာကြတော့ ပါလဲလို့ဆိုရင်အသိပညာတိုးတက်မှုဟာအရေးကြီးဆုံးတိုးတက်မှုဖြစ်တယ်လို့အင်္ဂုတ္တရနိကေမှာမြတ်စွာဘုရားလွန်ခဲ့တဲ့နှစ်ပေါင်း2600ကနေပြီးတော့ခေါ်ကြဆုံးမခဲ့တဲ့တရားတော်ကြီးဟာဒီနေ့ထိခင့်မိနေတော့မယ်သို့တော်လည်းမြတ်စွာဘုရားရဲ့အဆုံးအမတိုင်းနိုင်တဲ့ဉာဏ်လုံးမှုတွေဟာအားနည်းနေသည့်အတွက်ကြောင့်ရှုပ်ပိုင်းဆိုင်ရာတိုးတက်မှုတွေကိုပဲအလေးပေးဆောင်ရွက်နေကြတာများနေတယ်ပေါ့ နောက်တစ်ပတ်မြတ်စွာဘုရားကရှင်လင်းဆုံးမတဲ့အခါမှာစီးပွားဥစ္စာဆွေယုတ်သွားတာတွေလည်းရှိတယ်တဲ့ဆွေမျိုးညာတိတွေဆွေယုတ်သွားတာရှိတယ်အချမ်းရံတွေဆွေယုတ်သွားတာရှိတယ်အဲ့ဒီဆွေယုတ်မှုတွေကပြောပါတော့ပါဘူးတဲ့ဆွေယုတ်မှုကတော့ဆွေယုတ်မှုပဲဒါပေမဲ့တိတ်ပြီးတော့ကြီးမားတဲ့ဆွေယုတ်မှုလို့မဆိုနိုင်ပါဘူးတဲ့ တကယ်ကြီးမားတဲ့ဆွေမှုကတော့ကိုယ်တဏ္ဍမှာရှိတဲ့အသိပညာရက်တွေဆုံးမြုပ်သွားတာကတကယ်ကြီးမားတဲ့ဆွေမှုအဆိုးဝါးဆုံးဆွေမှုလို့ဒီလိုဒေသနာတော်တွေဟာ အလုံးကူနှစ်ပေါင်း2600ကျော်ကတွင်တင်ဆုံးမမှု ပေးခဲ့တဲ့ဟာလေဘုန်းကြီးတို့တွေရဲ့ရင်ထဲနှလုံးထဲမှာမှတ်သားထားပြီးတော့အရေးကြီးတဲ့တိုးတက်မှုတွေတိုးတက်တွေ တိုးတက်အောင်လုပ်ရမယ်အရေးကြီးတဲ့တိုးတက်မှုကိုတိုးတက်စေသလိုအရေးမကြီးတာတွေလည်းတွဲဖက်ပြီးတော့တိုးတက်မှုဖြစ်အောင်လုပ်ရဆိုလိုတာကစီပါဥစ္စာတိုးတက်အောင်မလုပ်ရဘူးလို့ပြောတာမဟုတ်ဘူးဆွေမျိုးညာတကာအပေါင်းအသင်းတွေတိုးတက်အောင်မလုပ်ရဘူးလို့ပြောတာမဟုတ်ဘူးအဲ့ဒီတိုးတက်မှုတွေအရေးကြီးတာပညာတိုးတက်မှုလို့ဒီလိုဆိုလိုတာပေါ့နော်ဒါကြောင့်မို့အရေးကြီးတာနဲ့မကြီးတာ ခွဲခြားသိပြီးအရေးကြီးတာကိုဥစားပေးဖို့ကျန်တာတွေဟာတွဲဖက်ပါလာဖို့ဆိုတဲ့တိုးတက်မှုမှန်သမျှအကောင်းတွေကြီးပဲသို့တော့အရေးကြီးဆုံးကတော့အရေးကြီးဆုံးအရာတစ်ခုကိုအဆုံးယုတ်ခံပြီးတော့ကျန်တာတွေတိုးတက်အောင်အရေးမကြီးတဲ့တိုးတက်မှုတွေတိုးတက်အောင်မလုပ်တဲ့မှုလို့ဒီလိုနားလဲတယ်ပေါ့နားလဲရမှာဖြစ်တယ်အရေးကြီးတဲ့တိုးတက်မှုက တို့တက်အောင်ကြိုးစားရမယ်အချက်ပဲဖြစ်တယ်။မြတ်စွာဘုရားကပညာကိုဥတည်ပြီးတော့ဒီတုတ်တံမှာဆုံးမဩဝါဒပေးတာ။တခြားတုတ်တံတွေမှာဆုံးမဩဝါဒပေးထားတာလည်းရှိသေးတယ်။လူတွေရဲ့လူအရေးချင်း human dignity လူတွေရဲ့ဂုဏ်သိက္ခာလူဖြစ်လာလို့ရှိရင်ရှိရမယ်အရေးချင်းတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားတိုးတက်မှုနဲ့ဆုံးယုံမှုဒီနှစ်ခုနိုင်ရှင်ပြီးတော့ဟောထားတာလေ။ ဒီကနေ့2389နှစ်မြန်မာနှစ်သက်အခါသမယမှာမှတ်သားနာယူပြီးတော့2389ခုနှစ်သက်အခါသမယရောက်တဲ့အချိန်ကစပြီးတော့ရပောင်း365ရက်ဒီအတွင်းမှာဒုဒတိအရေးတကြီးတိုးတက်နေအောင်လုပ်ရမယ့်အချက်တွေကဘာတွေလဲဆိုတော့ ဒီမျက်ခြေအပြတ်မခံမင်းနဲ့တိုးထက်အောင်လို့အချက်တွေကိုမြတ်စွာဘုရားရှင်းလင်းဟောကြားထားတဲ့သုတ်တန်တစ်ခုအထုံးထုတ်ပြီးတော့နှစ်တကူလက်ဆောင်အနေနဲ့မှတ်သားသွားကြဖို့ကတော့ဘာလဲလို့ဆိုမြတ်စွာဘုရားကဆိုရုပ်တည်းတိုးတက်တယ်ဆိုတဲ့နေရာမှာစံတစ်ခုသတ်မှတ်ပေးတာအခြေခံအားဖြင့်ပြောမယ်ဆိုရင်ဆိုရုပ်တည်းဆိုတာ အပြစ်ကင်းပြီးကောင်းကျိုးချမ်းသာကိုပေးနိုင်တဲ့ကောင်းတဲ့လုပ်ငန်းတွေဆွေးယူသွားတာဟာတကယ်ဆွေးယူခြင်းပဲအဲ့ဒီတကယ်ဆွေးယူခြင်းမဖြစ်ရအောင်အပြစ်ကင်းပြီးကောင်းကျိုးချမ်းသာကိုဖြစ်ပွားစေနိုင်တဲ့အလုပ်တွေကုသနာမှာတိုးတက်မှတကယ်တိုးတက်မှုဖြစ်တယ်လို့ဘာသာစကားနဲ့ဘာသာတရားနဲ့သက်ဆိုင်တဲ့စကားနဲ့ပြောမယ်ဆိုရင် ကုသိုလ်တရားတွေရဲ့ဆုပ်ယုပ်မှုဟာအဆိုးအဆုံးဆုပ်ယုပ်မှုကုသိုလ်တရားတွေရဲ့တုတ်တက်မှုဟာချီးမွားမှုအကောင်းဆုံးတုတ်တက်မှုလို့ဒီလိုသတ်မှတ်တယ်အဲ့တော့တုတ်တက်မှုနဲ့ဆုပ်ယုပ်မှုဒီနှစ်ခုစံချိန်ထိုးပြီးတော့ကြည့်မယ်ဆိုရင်ကုသိုလ်ဘက်ကဆုပ်ယုပ်သွားတာလားကုသိုလ်ဘက်ကတုတ်တက်လာတာလားကုသိုလ်ကဆုံးယုံသွားလို့ရှိရင်ဒီပြင်ဘာတွေပဲတိုးတက်တိုးတက်ဆုံးယုံတယ်လို့ပဲတတ်မှာ ကုသိုလ်ဘက်ကတိုးတက်လာပြီဆိုရင်ဒီပြင်အရာတွေဘာတွေပဲဆွေရသွားဆွေရသွားတိုးတက်တယ်လို့ပဲသတ်မှတ်ရမယ်အနေထားတစ်ခုမျိုးမြတ်စွာဘုရားဟောတာဖြစ်တယ်အဲ့တော့ကုသိုလ်တရားတွေထဲမှာလည်းအရေးကြီးဆုံးဖြစ်တဲ့ကုသဏ္ဍာန်ကအပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာကိုဖော်ဆောင်ပေးနိုင်တဲ့တရား၆မျိုးကိုမြတ်စွာဘုရားဒီတုတ်တံမှာပေးထားပါရှင်အဲ့ဒါတရားလို့ခေါ်ခြင်းလဲခေါ်အရေးချင်းလို့လဲခေါ်ခြင်းခေါ် လူတွေရဲ့အရင်ချင်းတွေအရင်သွေးတွေ၆မျိုးလေပါလဲဆိုရင်တတ္တာတိလတုတ္တစာကပညာပฏิဘာနာလို့၆မျိုးကုသတရားတွေထဲမှာအလွန်အရေးပါတဲ့ဒီတရား၆မျိုးကုသဏမှာဆွေယုတ်မသွားတိုးတက်လောင်စူးစမ်းအထောက်အပံ့ တရားတရားတွေဆွေယုံမသွားဘဲနဲ့တိုးတက်လာအောင်ကြိုးစားအထောက်ဖို့လိုအပ်တယ်။တရားဆိုတာဘာကိုပြောတာလဲလို့ဆိုရင်ဘုရားဘာသာဝင်တို့ရဲ့ယုံကြည်မှုဆိုတာဟာရသော်ဘုရားရဲ့အဆုံးမကိုရသော်ဘုရားရဲ့အဆုံးမကိုလိုက်နာဖို့အတွက်ရသော်ဘုရားရဲ့အသိဉာဏ်ကိုယုံကြည်မှုဟာအရေးပါတဲ့ယုံကြည်မှုပဲဖြစ်တယ်။ဘုရားကိုယုံတယ်ဆိုတာ ဒီကနေ့ခေတ်တရားဘာသာတွေမှာပြောတာအနန္တတကူကိုယုံတယ်လို့သုံးကြအနန္တတကူဖန်ဆင်းနိုင်တဲ့အစွမ်းတကူကဘာကြီးကိုဖန်ဆင်းနိုင်တဲ့အစွမ်းတကူအားလုံးကိုဖြစ်ပေါ်စေနိုင်တဲ့အစွမ်းတကူလူတွေအားယုံကြည်ပြီးတော့ဖရားဆိုတာကိုကိုးကွယ်နေကြတယ်ဘုရားဘာသာမှာအဲ့ဒီလိုယုံကြည်မှုမျိုးမရှိဘူးသစ္စာဘုရားကဖရားရဲ့အတိညာဉ်ကိုယုံကြည်တယ် အတိညာကိုယုံကြည်တဲ့တတဟာအရေးပါတယ်အစွမ်းတကူကိုယုံကြည်တာမဟုတ်ဘူးအတိညာကိုယုံကြည်ဖရာရဲ့အတိညာကိုယုံကြည်သောအဖြစ်ဒီအတိညာဖြင့်ရှင်းလင်းဟောကြားထားတဲ့တရားတွေကိုယုံကြည်လက်ခံမှုဟာဆက်လက်ပြီးတော့ဖြစ်ပေါ်လာတကူကိုယုံကြည်တယ်ဆိုတဲ့လူတွေဟာ တကူရှင်ရဲ့မဆာမှုကိုမျှော်လင့်နေတဲ့လူတွေသာဖြစ်တယ်ပေါ့အတိညာကိုယုံကြည်တဲ့ပုဂ္ဂိုလ်တွေဟာ အသိဉာဏ်ရှင်ဆုံးမထားတဲ့စကားကိုလိုက်နာဖို့သာ ရှိတယ်။ဘာမှမျောလင့်နေတာမျိုးမရှိဘူး။အဲ့တော့မှန်ကန်တဲ့လမ်းကြောင်းမို့ရောက်တယ်ပေါ့။အသိဉာဏ်ကိုယုံကြည်တယ်ဆိုမှမှန်ကန်တဲ့လမ်းကြောင်းမို့ရောက်တယ်။တကိုးကိုယုံကြည်လို့ရှိရင်ထိုတကိုးရှင်ရဲ့မမဟာကို မျောလင့်နေတတ်တယ်။အခြေမြေချင်းမတူဘူးဒီနှစ်ခုက။ဒါကြောင့်မို့သစ္စာဗျာခေါ်ကြတော်မူခဲ့တဲ့ဒေသနာတော်တွေထဲမှာ တတ္တဟတိတထာဂတ္တဘောဓိတထာဆိုတာဘာခေါ်တာတုံးဆိုရင်မြတ်စွာဘုရားရဲ့အတိညာဉ်ကိုယုံကြည်တာကိုတထာလို့ဒီလိုပြောအဲ့ဒါအရေးပါတဲ့ချက်တစ်ခုပဲမြတ်စွာဘုရားရဲ့အစွမ်းတကူယုံကြည်တာမဟုတ်ပဲနဲ့အတိညာဉ်ကိုယုံကြည်တဲ့တရားတရားမိမိတို့တဏ္ဍမှာအခိုင်အမာထားဖို့ဘုရားဟောတဲ့တရားတွေဟာလုံးဝမှန်ကန်နေအကုသိုလ်ဟာ အပြစ်ရှိပြီးတော့ဆင်းရဲဒုက္ခအကျိုးပေးတယ်ကုသိုလ်ဆိုတာအပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာဖြစ်စေနိုင်တယ်လို့တိတိကျကျခွဲခြားဟောထားတဲ့စကားဟာလုံးဝအလွယ်မှာမဖြစ်ဘူးငါတို့သည်အကုသိုလ်ကုသနာမှာဖြစ်စေမယ်ဆိုရင် အပြစ်ရှိပြီးတော့ဆင်းရဲတဲ့အကျိုးတို့ရမှာပဲကုသိုလ်တရားတွေဖြစ်ပွားစေမယ်ဆိုရင်အပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာတွေရမှာပဲလို့ဆိုတဲ့ယုံကြည်ချက်အခိုင်အမာယုံကြည်မှုပဲ အဲ့တော့မြတ်စွာဘုရားကရှောင်ရမနဲ့ဆောင်ရမဒီနှစ်ခုခွဲခြားဟောထားသည့်အတွက်ကြောင့်ဘုရားရဲ့အသိဉာဏ်ကိုယုံကြည်သဖြင့်ဆောင်ရှောင်ရမတွေကိုရှောင်ပြီးတော့ဆောင်ရမတွေကိုဆောင်တယ်ဆိုတဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုဆုံးဖြတ်ပြီးဒီလောက်ဟာလောက်ကိုလောက်ရမယ်ဒီကျင့်စဉ်ဟာတို့ကဒီဒီအတိုင်းဥလိမတုံရှောင်လန်းကြရမယ်ဆိုတဲ့ခိုင်မာတဲ့ယုံကြည်ချက်မျိုးဘုန်းကြီးတို့တဏ္ဍာမှာ ဇဝေဇဝါဖြစ်မနေဘဲနဲ့ယုံကြည်တဲ့အတိုင်းဆုံးဖြတ်ချက်နောက်ကလိုက်ပါလာတဲ့တဒါဒါကြောင့်မို့တဒါဆိုတာကိုအတိမောက်ခလို့လေယမယံကခေါ်တယ် resolution resolution ဆိုတာဆုံးဖြတ်ချက်ဆုံးဖြတ်ချက်ရှိရှိရယုံကြည်ချက်နဲ့ဆုံးဖြတ်ချက်တွက်ဖက်ထားတဲ့တဒါမှန်ကန်တယ်လို့ယုံကြည်ထားတဲ့အလုပ်တစ်ခုဟာရှေ့ဆက်ပြီးတော့လုပ်ဖို့ပဲလိုတယ် အဲ့ဒီလုံနေသမျှကလပလုံးကောင်းကျိုးချမ်းသာတွေရနေမှာဖြစ်လို့တရားဆိုတဲ့ဒီလူတွေရဲ့စွမ်းအားတခုစိတ်စွမ်းအားတခုကုသဏ္ဏမှာတိုးတက်နေအောင်ပြုလုပ်ခြင်းဖြင့်တရားကုသိုလ်တရားတွေလည်းကုသဏ္ဏမှာတိုးတက်လာမှာဖြစ်တယ်။ဒါကြောင့်မို့တရားဆိုတဲ့စွမ်းအားတွေတိုးတက်မြင်မာလာအောင်ကြိုးစားကြရမှာနံပါတ်1တခုဖြစ်တယ်ပေါ့။တရားစွမ်းအားမြင်မာလာတာနဲ့တပြိုင်နက် အလုတ်ဘက်ကိုစဉ်းစားကြည့်လိုက်တဲ့အခါမှာနံပါတ်1ဦးစားပေးရမယ်အလုတ်ကဘာလို့ဆိုရင်သီလပဲဖြစ်တယ်။ကိုချက်သီလဟာလူလောကမှာ human dignity မှာအခြေခံအကြဆုံးပဲဖြစ်တယ်။ကိုချက်သီလပြတ်ပြားသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်တော့မှကောင်းကျိုးချမ်းသာတွေသူ့တဏမှာတည်နိုင်မှာမဟုတ်ဘူး။ဒါကြောင့်မလို့ဆောင်ထည့်ရမယ်ကိုချက်သီလလူအကြောင်းတွေမှာဆိုရင်၅ပါးသီလ။ရဟန်းတန်ဃာတွေမှာဆိုလို့ရှိရင် 229သွယ်တော့သိခါဘုကအစယဟန်နေကျင့်ရမယ့်အကျင့်နေကိုချင်းသီလသီလရှင်နေဆိုရင်သီလရှင်နေကျင့်သုံးရမယ့်အကျင့်သိခါဒီလိုကိုချင်းသီလတံပိုးထထက်လာတရားရှိရင်ကိုချင်းသီလခိုင်ခိုင်မာမာကိုယ်တဏ္ဍာမှာတိဆောက်ထားပြီကိုချင်းသီလကိုအသက်တဲ့တံပိုးထားလောက်ထားနိုင်လောက်ကြိုးစားဖို့လိုလားလောကမှာ တံမိုးထားတာချင်းမတူကြဘူးတံမိုးထားတာချင်းမတူအားလုံးဘုန်းကြီးတို့တွေအားလုံးအပါဝင်မယ်စဉ်းစားကြည့်ဈာမရေကိုအကြောင်းပြုပြီးတော့ကိုချင်းသီလာကိုဖြတ်လိုက်တယ်အေးကိုချင်းသီလာကိုဖြတ်လိုက်တယ်အဲ့ဒါတံမိုးထားတာချင်းမတူတဲ့သဘောကိုပြောပြဟုတ်ကိုချင်းသီလာဈာမရေကိုအကြောင်းပြုပြီးကိုချင်းသီလာကိုပယ်ဖြတ်လိုက်တယ်ဆိုလို့ရှိရင် ကျမ်းမာရေးနဲ့ကိုချင်းသီလဘုသူ့ကိုတံမိုးထားရရောက်တုံဆိုတော့ကျမ်းမာရေးကိုတံမိုးထားရရောက်တော့ပြန်။နော်အရိယသူတော်စင်နေကြတော့အသက်တဲ့တံမိုးထားဘယ်လိုအသက်တဲ့တံမိုးထားလို့ဆိုငါးပါးသီလကိုမဖြတ်ဘူးဆိုလို့ရှိရင်မင်းအသက်အသေးအသက်သေးလိမ့်မယ်ဆိုရင်တင်းသေးခြင်းတွေစီငါးပါးသီလအသက်တဲ့တံမိုးထားဒီလိုဆိုလို့အရိယကံအေး ဒီငါးပါးသီလမဖြတ်ရင်လက်ဖြတ်ခံရမယ်ဆိုရင်အင်းကအဆုံးရှုံးခံလိုက်မယ်။မျက်စိပြက်မယ်ဆိုရင်လည်းအဆုံးရှုံးခံလိုက်မယ်။ခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုအတွက်လည်းပဲအဆုံးရှုံးခံလိုက်မယ်။ငါးပါးသီလနဲ့အဲ့ဒါကိုရွေးရမယ်ဆိုလို့ရှိရင်တော့ငါးပါးသီလပဲရွေးမယ်လို့ဒီလိုဖြစ်လာတာကြတော့အသက်တတံမိုးထားတယ်လို့ဆိုလာတယ်ပေါ့။သို့တော့အသက်လည်းရှိစေငါးပါးသီလလည်း မပြက်စေဆိုတဲ့ပုံစံမျိုးနဲ့ဟုတ်ဆောင်းထိတ်နိုင်အောင်သွားရမှာဖြစ်တယ်ပေါ့အသက်ရှင်နေမှငါးပါးသီလဆိုတာကြာကြာဆောင်းထိတ်သွားနိုင်တယ်ဒါကြောင့်မို့အသက်ကဲ့သို့တံမိုးထားနိုင်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရမယ်အကယ်၍နှစ်ခုတစ်ခုကိုရွေးရမယ်ဆိုရင်တော့သီလကိုပဲရွေးတယ်လို့ဒီလိုဆိုရပါတော့သီလကိုပဲရွေးတယ်အဲ့ဒါကြောင့်မလို့ကိုချင်းသီလကိုတံမိုးထားတတ်လို့ရှိရင် ကိုကျင့်သီလတကယ်ကိုအခြေခံကြာဆုံးသော human dignity ဖြစ်တယ်ဟောလူရဲ့ခုံတိတ်ခါကိုကျင့်သီလပေါ်မှာရှိတယ်ကိုကျင့်သီလယုံရင်ပြည့်ပြည့်သွားလို့ရှိရင်ဘလောက်ပဲယာရုကြည့်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဘလောက်ပဲချမ်းသာတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် dignity မရှိတော့ဘူး human dignity တွေကျသွားပြီလို့ဒီလိုပြောလို့ရဒါကြောင့်မို့သီလအမြဲတမ်းဟိုအခြေခံကြတဲ့ အည်သွေးတစ်ခုဖြစ်လို့ဒုတိယဘုန်းကြီးတို့တွေအလေးထားပြီးကြီးပွားအောင်လုပ်ရမှာကသီလပဲဖြစ်တယ်ပေါ့နောက်တစ်ခါတတိယအလေးပေးရမှာတော့ဘာတော့ဆိုရင်သူတ္တဘုရားဟောတဲ့တရားတွေများများသင်ရမယ်များများနာရမယ်ဘောဓုတ္တတွေဓမ္မနဲ့ပတ်သက်တဲ့ဘောဓုတ္တတွေများများသိဘူးရသင်ကြားခြင်းသိဘူးခြင်းနာယူခြင်းအဲ့ဒါသူတ္တလို့ခေါ်တယ်သင်ကြားသိဘူးနာယူတာဟာ လက်တွေ့လှုပ်ဖို့ပဲဖြစ်တယ်။အဲ့တော့တင် जा စီဘူး나ယူယုံနဲ့ပြီးလာလို့ဆိုမပြီးဘူး။တုတရဲ့လမ်းဆုံးကဘယ်အားလုံးဆိုလက်တွေ့ကျင့်သုံးမှုပဲဖြစ်တယ်။ဒါကြောင့်မို့ apply လို့ခုခေတ်ပြောကြတာပေါ့နော်။ apply လုပ်ရမယ်။လက်တွေ့ကျင့်သုံးရမယ်။စာတွေ့လက်တွေ့ပေါင်းစပ်ရမယ်လို့ပြောနေကြတာ။တင်ယုံနဲ့တင်တင်ယုံဟာလမ်းစယုံပဲစသေးတယ်။တင်ပြီးတော့အလုံးလုံးကသူ့ရဲ့တန်ဖိုးဟာရှိလာမှာ ဒါကြောင့်မို့တရားဓမ္မကိုသင်ရမယ်သင်ပြီးလက်တွေ့လိုက်လံကျင့်သုံးမှုလုပ်ရမယ်ဒါမှသုတဆိုတဲ့အရေးချင်းဟာပြည့်စုံတယ်စာပေကျမ်းကမှဖော်ဆောင်ပြီးတော့အတိပ္ပယ်ရှင်းတာလားရှိတယ်သုတတော့ရှိပါရဲ့နော်သုတနဲ့မပြည့်စုံဘူးလို့ဒီလိုသတ်မှတ်တာရှိသုတရှိပြီးသုတနဲ့မပြည့်စုံသူဆိုတာဘယ်လိုပုဂ္ဂိုလ်ခေါ်တာတော့ဆိုအေးတရားဓမ္မကိုနာတော့နာတယ်သင်တော့သင်တယ် ဒါပေမဲ့လက်တွေ့အသုံးမချဘူးဆိုရင်သူတ္တနဲ့မပြည့်စုံဘူးလို့ဒီလိုသတ်မှတ်တယ်ပေါ့ဒါကြောင့်မို့သူတ္တဆိုတာကြာနာယုံနေမဟုတ်ဘူးမှတ်သားယုံနေမဟုတ်ဘူးအဲ့ဒီအတိုင်းရှောင်ရမှာကိုရှောင်တယ်ဆောင်ရမှာကိုဆောင်တယ်လက်တွေ့ဆိုတဲ့ complete ပေါ့ပြည့်ပြည့်ဝဝနှစ်ခု ပြည့်စုံသွားမှာသူတ္တဆိုတာပြည့်ဝတယ်အဲ့ဒါကြောင့်မို့ တိလရှိပြီတဲ့အခါမှာသုတဆိုတာရှိအောင်ကြိုးစားအထောက်ရမယ်ဒီရည်ချင်းကိုလည်းတိုးတက်အောင်လုပ်ဖို့လိုအပ်တယ်ပေါ့နောက်ထပ်အရည်ချင်းတစ်ခုကဘာလို့ဆိုရင်စာကလောကလူတွေဟာစွန့်လွတ်နိုင်မှုနေပါကြစွန့်လွတ်နိုင်ရမယ်အဲ့ဒီနေရာလေးမှာညမစကားမှာစွန့်လွတ်တဲ့အနစ်နာခံတယ်ဆိုတဲ့သဘောတရားလေးတစ်ခုရှင်းပြမယ်ဆိုရင် အနစ်နာဆိုတာဆုံးရှုံးပျက်စီးမှုဖြစ်တာကိုအနစ်နာလို့ခေါ်တယ်။ဆုံးလွတ်တာကအနစ်နာခန္ဓာမဟုတ်ဘူး။အနစ်နာခန္ဓာနဲ့ဆုံးလွတ်မှု တခြားစီပဲဖြစ်တယ်ပေါ့။ဆုံးလွတ်လိုက်တဲ့ပုဂ္ဂိုလ်ကနစ်နာသွားတာမဟုတ်ဘူး။သို့သောလူတွေရဲ့စိတ်ထဲမှာဆုံးလွတ်လိုက်ရရင်နစ်နာသွားတယ်လို့ထင်ကြတယ်ပေါ့။သို့သောဖះလောင်းတော်တွေဟာဘလောက်ကြွယ်ဝချမ်းသာတဲ့ပစ္စည်းတွေဖြည်းဖြည်းဆုံးလွတ်လိုက်တယ်။စီစဉ်ဥစ္စာတွေဆုံးလွတ်လိုက်တယ်။ ယာဓုကုံသိန်းတွေဆွန့်လွတ်လိုက်တယ်အခြေအနေကောင်းတွေကိုဆွန့်လွတ်လိုက်တယ်ဆွန့်လွတ်လိုက်တာအနိတ္တခန္ဓာမဟုတ်ပဲနဲ့ဓိဋ္ဌိကောင်းမြတ်တဲ့အခြေအနေတခုကိုရယူလိုက်တာပဲဖြစ်တယ်ပေါ့တန်ဖိုးထားတာချင်းမတူတာပေါ့နော်တန်ဖိုးထားတာချင်းမတူဘုရားလောင်သူမိရာယသိဟာသူချမ်းသာကြွယ်ဝသမျှတွေမိဘဘိုးဘွားလက်ထက်ကပိုင်ဆိုင်တဲ့ပစ္စည်းတွေအားလုံးဆွန့်လွတ်လိုက်တယ်ဆွန့်လွတ်ပြီးတော့ဒီပစ္စည်းတွေတဲ့ပို့ပြီးတော့တန်ဖိုးရှိပြီးတော့ ဘဝတန်လျာမှာပါရမီကုသိုလ်တွေဖြစ်စေနိုင်တယ်။ဇံပင်ညေဆိုတဲ့တပဋ္ဌာချင်းစဉ်တစ်ခုပြောင်းလဲပြီးတော့ကျင့်တာ။ဒါအနစ်နာခန္ဓာမဟုတ်ဘူး။ဆွံ့လွတ်ခြင်းသာဖြစ်တယ်ပေါ့။ဆွံ့လွတ်ပြီးတော့ဆွံ့လွတ်လိုက်တာဟာရယူခြင်းတစ်မျိုးပဲဖြစ်တယ်။တစ်ခုကိုဆွံ့လွတ်ပြီးတော့နောက်တစ်ခုကိုရယူတာပဲဖြစ်တယ်။တံမိုးထားတာဒီပစ္စည်းပိုင်ဆိုင်မှုဆိုတာကိုဟိုတံမိုးလို့မရေတွက်ဖဲနဲ့ ထိုပစ္စည်းကိုစွန့်လွတ်ပြီးတော့ရယူလာတဲ့ဓမ္မအတိကိုသာလဲတန်ဖိုးလို့ယူဆသည့်အတွက်ကြောင့်ပစ္စည်းဥစ္စာတွေကိုစွန့်လွတ်လိုက်ပြီးတော့အတိပညာကိုရအောင်လုပ်တာဒါနစ်နာသွားတာမဟုတ်ဘူးတိုးတက်သွားတာသာဖြစ်တယ်ပေါ့ထို့တူပဲကုသိုလ်ကောင်းမှုတွေနဲ့ပတ်သက်လာလို့ရှိရင်လည်းပစ္စည်းဥစ္စာတွေစွန့်လွတ်လိုက်ရလို့နစ်နာသွားတယ်လို့ဒီလိုမဟုတ်ဘူးစွန့်လွတ်သွားလိုက်ပြီးအတွက်ကြောင့်စွန့်လွတ်လိုက်လို့ရလိုက်တဲ့တန်ဖိုးဟာအလွန်ကြီးမားတယ်ပေါ့ ပစ္စည်းတစ်ခုကိုဆုံးလွန်လိုက်ပြီးတော့မိမိရလိုက်တဲ့ကုသိုလ်တစ်ခုဟာဒီပစ္စည်းတံပိုးတဲ့အဆပေါင်းများစွာကြီးမားတဲ့တံပိုးတစ်ခုကိုကိုရလိုက်တယ်လို့အဲ့ဒါကိုစာကလို့ခေါ်တာပဲစာကဆိုတာဆုံးလွန်နိုင်မှုရှိရမယ်မဆုံးလွန်နိုင်တဲ့ပုဂ္ဂိုလ်ကဘာပဲဖြစ်ဖြစ်ကိုပိုင်ထားပြီဆိုလို့ရှိရင်ဆုတ်ကင်ထားလေးရှိကြတယ်ဆုံးလွန်နိုင်မင်းမလောက်ကြဘူးဆုတ်ကင်ထားတာကိုမစ္စရိယလို့ခေါ်တယ် မစ္စရိယဆိုတာသူ့ရဲ့စိတ်ဓာတ်ကိုတယုတ်ဖော်ထားတဲ့စကားလုံးတစ်ခုပဲမာဣဒံအစ္စရိယံအင်ညေတံဟောတုငါရဲ့အံ့ဩဝယ်ဟာတပြင်းတူတွေစီမဖြစ်ပါစေနဲ့ဆိုလိုတာငါရတဲ့စီစဉ်မျိုးငါရတဲ့အခြေအနေမျိုးငါကောင်းစားတယ်လို့တခြားလူတွေမကောင်းစားပါငါနဲ့ဘယ်သူမှလာပြီးတော့မရှင်းနိုင်ပါစေနဲ့ဆိုတဲ့အတွေးမျိုးတွေဟာမစ္စရိယလို့ခေါ်တယ်ပေါ့အေး ။ငါရတယ်လို့တခြားလူတွေလည်းရကြပါစေဆိုတဲ့စိတ်ဓာတ်မျိုးမွေးတမ်းရမယ်။ဆွန့်လွတ်အနစ်ဆွန့်လွတ်မှုဆိုတဲ့သာကတရားဟာအဲ့ဒီလိုမွန်မြတ်တဲ့တရားတစ်မျိုးဖြစ်တယ်ပေါ့။အဲ့ဒါကြောင့်မလို့သာကဆိုတာကိုလည်းလွတ်နိုင်တဲ့ဆွန့်လွတ်နိုင်တဲ့အနေအထားမျိုးဆွန့်လွတ်ပြီးတော့အခုဒီမှာဥပုဘ္လာဆောင်းရတယ်ဆိုတာဆွန့်လွတ်လာတာပဲ။ renounce လို့ခေါ်ဆွန့်လွတ်လာကြ။အဲ့ဒီလိုဆွန့်လွတ်မှုမျိုးတွေဟာလည်းပဲ သူတော်ကောင်းတွေရည်ချင်းတစ်ခုပဲဖြစ်တယ်လို့မြတ်စွာဘုရားဒီလိုဟောတယ်။ကဲနောက်တစ်ခုကတော့ဘာလို့ဆိုပညာပညာဆိုတာတော့အရေးကြီးဆုံးပဲပေါ့။မြတ်စွာဘုရားကပြတဲ့ညွှန်ကြားတဲ့ပညာအဘိဓိရှင်းလင်းပညာအစင့်မြင့်တဲ့ပညာပဲဖြစ်တယ်။အခြေခံအပြင်ပြောမယ်ဆိုရင်လုံတဲ့နာနဲ့မလုံတဲ့နာခွဲခြားသိတဲ့ပညာလည်းတန်ဖိုးရှိတဲ့ပညာတစ်ခုပဲ။ မြတ်စွာဘုရားရည်ညွှန်းတဲ့ပညာကြတော့ဝိပဿနာပညာနဲ့မဲ့ပညာဖို့ပညာကိုဘုရားရည်ညွှန်းတဲ့ပေါ့အဲဒီဝိပဿနာပညာမဲ့ပညာဖို့ပညာရလိုက်ပြီဆိုရင်တော့ပညာထဲမှာတော့အထွတ်ထိပ်အကောင်းဆုံးပညာကိုရခြင်းဖြစ်သည့်အတွက်ကြောင့်ကုသိုလ်တရားတွေကတုတ်တက်မှုကိုတေချာပေါင်းရပြီပေါ့ဒါကြောင့်မလို့တကယ်ကိုကိုယ်တဏ္မာရရမဲ့အတိပညာဆိုဒီမှာဝိပဿနာပညာပဲဖြစ်တယ်ဝိပဿနာပညာဆိုတာ တမန်သူတွေတွေးမယ်ဆိုရင်ဝိပဿနာပညာကလှုပ်ရှားလို့ရတဲ့ပညာမဟုတ်ဘူးလှုပ်ရှားလို့ရတဲ့ပညာလည်းမဟုတ်ဘူးထမင်းကျွေးတဲ့ပညာလည်းမဟုတ်ဘူးလို့ထင်ကောင်းထင်ကြလိမ့်မယ်အဲ့တော့ဝိပဿနာပညာက ကိုယ်ဘာပေးတယ်လဲလို့မေးကြည့်လိုက်မယ်ဆိုရင်ရှုတရားနန္တရားနှမျိုးကိုနားလည်ပြီးတော့ဒီတဘာဝတရားရဲ့မမြဲမှုကိုသိတဲ့အသိပညာဟာဘုန်းကြီးတို့တွေနေ့စဉ်နဲ့အမျှစိတ်ပူနေရတဲ့တောကဆိုတာကိုရှင်းချပေးတယ် စိတ်ပူတာဆိုတာမရှိတော့ဘူး။ตาတွေစိတ်ပူတာ၊သမီးတွေစိတ်ပူတာ၊ပစ္စည်းတွေစိတ်ပူတာ။ဟိုဟာဒီဟာတွေအတွက်စိတ်ပူမှုတွေဝိပဿနာအတိညာဏ်ကနေပြီးရှင်းချပေးတာ။သိတံမှုရှိတာပေါ့။ဘဝမှာစိတ်နှလုံးအေးချမ်းဆိုတာနေနိုင်မှုဆိုတာငွေနဲ့ဝယ်လို့ရတဲ့ကိစ္စတွေမဟုတ်ဘူး။ပဲဆန်ချမ်းသာပြီမဲ့လို့စိတ်ပူမှုတွေဒီပဲဆန်ကပေးနိုင်တာမဟုတ်ဘူး။ဒါကြောင့်ဝိပဿနာပညာကစိတ်နှလုံးပူပန်မှုတွေကို ဖယ်ရှားပြီးစိတ်နှလုံးအေးချမ်းမှုကိုပေးနိုင်တာဖြစ်သောကြောင့်တကယ်တန်ဖိုးရှိတဲ့ပညာလို့ဒီလိုတန်ဖိုးကိုသဘောပေါက်ဖို့လိုတာပေါ့အဲ့တော့ပစ္စည်းဥစ္စာတွေရဲ့ဓနတန်ဖိုးယာတုကုန်သိစိစိန်တွေရဲ့တန်ဖိုးတဲ့ဝိပဿနာတန်ဖိုးအလွန်မြင့်နေစိတ်မပူပဲနဲ့နော်လောကဓာတ်တွေကိုကြံ့ကြံ့ခံနိုင်တဲ့အနေအထားမျိုးကိုဝိပဿနာပညာကပေးတာဖြစ်တယ် ဝိပဿနာပညာကတဆင့်တက်လို့ရလာတဲ့မဲ့ပညာဖို့ပညာကြတော့တကယ်ကိုသာဝရအငြိမ့်နိဗ္ဗာန်ကိုတွေ့ရှိစေပြီးတော့စိတ်ရဲ့ပူပန်မှုတွေစိတ်ရဲ့ညင်နွားမှုတွေအားလုံးဟာဘယ်တော့မှနောက်ထပ်မပေါ်တဲ့အနေအထားမျိုးထိအောင်ဒီပညာကစွမ်းကုန်ပေးပြီးကိလေသာတွေငြိမ့်သွားတဲ့အခါမှာကံတရားတွေကလည်းအလုံးမဖြစ်တော့တဏှာထဲမှာဆင်းရဲဒုက္ခဆိုတာမရှိတော့ပဲဒုက္ခအဆုံးသတ်သွားသည့်ထိအောင် မက်ပညာဖို့ပညာတို့ကနေဆောင်ရွက်ပေးတာဆိုတော့တန်ဖိုးဟာအကြီးမားဆုံးပဲဖြစ်တယ်လို့ဒီလိုဆိုတယ်ပေါ့အဲဒီပညာမျိုးတွေကုသဏမှာဆွေယုံမတော်အောင်ကြိုးစားအထောက်အမဲတဲ့နောက်တစ်ခုကတော့ပฏิဘာနလို့ခေါ်တယ်ပฏิဘာနဆိုတာတရားတဲ့ဓမ္မတွေနဲ့ပတ်သက်ပြီးတော့စဉ်းစားလိုက်တိုင်းစဉ်းစားလိုက်တိုင်းကိုဉဏ်ထဲမှာဖြစ်နေရှားရှားတရားဓမ္မတွေပေါ်ပေါ်လွှဲလာအကြံကောင်းဉာဏ်ကောင်းတွေ အတိကောင်းတွေအမြင်ကောင်းတွေဒီလိုထင်မြင်လာတဲ့အကြောင်းအကျိုးဆင်ခြင်တတ်ပြီးတော့ဆင်ခြင်တတ်ပြီးတော့အကြောင်းအကျိုးသိပြီးတော့လာတဲ့စဉ်းစားလိုက်တဲ့ဉာဏ်ဉာဏ်တွေးတွေကိုပฏิဘာနာလို့ခေါ်တယ်ပေါ့အဲ့ဒီပฏิဘာနာဆိုတဲ့ဉာဏ်ကြီးတုတ်တက်မှုဟာလည်းပဲစွမ်းဆောင်မှုတွေကိုဖြစ်စေတယ်ကိုယ်ကိုမိကုန်နေထုတ်တယ်ငါဘာလုပ်မလဲငါဘဝဟာဘယ်ကိုသွားမလဲငါ ခုခေတ်ရေးနေကြတယ်ငါပါလဲပဲလဲပေါ့ငါကဘယ်လိုလူလဲပဲမလုပ်နေသလဲဆိုတာကိုယ့်ဟာကိုယ်ဆန်းစစ်ကြည့်ပြီးတဲ့အခါမှာကိုယ့်ဘာကိုအဖြေထုတ်နိုင်လာတယ်အဲ့ဒီအဖြေထုတ်နိုင်လာဖို့အကြံဉာဏ်တွေပေါ်လာတာပฏิဘာနာလို့ခေါ်တယ်အဲ့ဒီပฏิဘာနာပေါ်လာသည်မကိုယ်ဘာလုပ်ရမယ်ဆိုတာရှင်းရှင်းကြီးမြင်လာတယ်တဲ့ဒါကြောင့်မို့အလုံးခြုံငုံပြီးတော့ရသော်ဘုရားညွှန်ကြားတဲ့အရေးချင်းတွေဟာ ပြောရမယ်ဆိုရင်တတ္တသီလသုတသာကပညာပฏิဘာနာဆိုတဲ့ဒီအရင်ချင်းနေတာတောင်းကျချမ်းသာကိုပေးနိုင်တဲ့ကုသိုလ်တရားတွေထဲမှာဒီတရားတွေဆုပ်ယူသွားပြီဆိုရင် တကယ်ဆုပ်ယူမှုလို့ခေါ်ရမယ်ဒီတရားတွေတိုးတက်လာမှတကယ်တိုးတက်မှုလို့ခေါ်ရမှာဖြစ်တယ်ဆိုတာကိုဘုန်းကြီးတို့တွေအားလုံးမှတ်သားထားကြပြီ1389ခုနှစ်မြန်မာနှစ်တဲ့အခါသမယမှာ ဒီတဏိတာကာလပတ်လုံးဒုရတွေဟာဒီတရားတွေတိုးတက်နေအောင်တတိဆောင်၍ကျင့်ကြံကြိုးကိုအားထုတ်ကြရမှာဖြစ်တယ်လို့စိတ်ထဲမှာစွဲစွဲထားပြီးလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်တည်း